မဖွေးမဖွေးကြီးကြောက်တယ်ဆိုတော့အရင်မှကလေးကကိုကရှိန်နေလေနော်မင်းမီးနာဆိုဓပုံသွားရဲရဲမှာတော့ကိုကကြောက်တယ်ဆိုမဖွေးကတော့ပြောပါတယ်မကြောက်နဲ့ဘာမှဖြစ်ဘူးပေါ့နော်ကိုရှိန်မှာလည်းရိုက်ဖူးသားရှိတယ်တော်ပြီးသားအင်းစေးပေါ့အစိတ်ကိုအဲ့ဒါတွေမတွေးနဲ့အမတခြားမင်းမီးလို့ဟိုစင်းပေါ်မှာလည်းအဲ့လိုလည်းဖြစ်မနေဘူးပေါ့နော်အလုံးအပေးကြီးမြတ်မြတ်တတားနဲ့လှုပ်သွားမှာဘာမှမကြောက်နဲ့မစိုးရိမ်နဲ့လို့ပြောပါတယ်တကယ်တမ်းကဟိုကိကကအရင်ကောက်နေသူတွေမှာမပေါ့ ကန်ဟန်းကောင်းလဲဆိုတဲ့ဘာမှမပါဘူးဆိုတော့ဒီဇာကားဖြစ်ဖို့အတွက်ကိုအကြောင်းအမျိုးမျိုးကြောင့်ကိုစောင့်ခဲ့ရတာ၄နှစ်ရှိသွားပြီပေါ့နော်အခုအတိဆုံးပါနော်ဒီကားကိုရိုက်မယ်ရိုက်မယ်နမရိုက်ခင်ကလေးကပြောနေတာဆိုတော့လေအခုကဒီနေ့မှတော့ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တရားဒါစတင်ပြီးတော့အကောင့်ထဲပေါ်ပြီပေါ့နော်ခြေလန်းစာလန်းနေပြီပေါ့ရှင်ဟုတ် ောက်တောင်ရင်ခုန်နေရလဲဆိုရင်ခုန်မှုကတော့အတိုင်းမသိဘူးတော့ဒိမ့်နေနေပါအခုသိပါတယ်အရင်ကတည်းကတော့အရန်ရိုက်ချင်ခဲ့တယ်ပြောထားတာလည်းကြားပြီနော်ဟုတ်ဟုတ်မင်းသားမင်းမရွေးချယ်တာတော့ဟိုကိုအစကလေးကကိုချစ်ခဲ့ရတယ်ကိုအားကျခဲ့ရတယ်အမှုပညာရှင်တွေဆိုတော့လေဟုတ်ဒါကတော့ဇက်နဲ့လည်းအရန်ကိုလိုက်ဖက်နေတာလည်းဖြစ်တဲ့အတွက်ကြောင့်အခုနဲ့အမအကိုရအောင်လို့ပူဇော်ထားတာပါဟုတ်ကိုလည်းဘယ်လိုဖြစ်စင်တာဖြစ်စင်တာလဲဆိုတော့ကစ်ထွက်ကတော့ကိုလုံနိုင်ရင်လုံနိုင်တယ်လို့ကိုအတွက် အတိအမှတ်ပြုခံရမယ်ကားလေးပါเนาะအဲ့တော့ကျွန်တော်ဟိုစင်းပုံမှာဆိုလို့ရှိရင်တော့ဒရိုက်တာကတော့သူအကောင်းဆုံးသင်ပေးမယ်ကိုကလည်းကိုအတွက်ကိုရတဲ့ဒိုင်ယာလော့တွေကိုကိုပါကိုအိုင်ဒီနေလေးချင်နေတာပေါ့เนาะအကယ်မီဆုရှင်เนาะအကယ်မီဆုများရှင်နေဆိုတော့ကျွန်တော်เนาะအဲ့ဒီချိန်မှာကိုကကိုချန်ခင်ကိုခံရမှာလေးเนาะအဲ့ခါကျတော့ကိုမချန်ခင်အောင်ပို့ပြီးတော့ပြင်ဆင်ရတာပေါ့เนาะဟုတ်ကဲ့အဲ့ဒါကတော့ rather လောက်ပါပေါ့ဒီတိုင်းတော့တမ်းမရိုက်ပါဘူးဟိုဒရိုက်တာကလည်းသူကြိုက်ပြီးဆိုမှလွတ်မှာဆိုတော့လေအဲ့တော့ကတော့ကိုဟုတ်ဟုတ် အဲအဲ့ဒီတော့ကြောင်အမကိုပြောတယ်နော်မဖေးကိုမဖေးကြီးကြောက်တယ်ဆိုတော့အရင်မှကလေးကကိုကရှိန်နေလေနော်မင်းမီနာဆိုဓပုံသွားရဲရဲမှာတော့ကိုကကြောက်တယ်ဆိုမဖေးကတော့ပြောပါတယ်မကြောက်နဲ့ဘာမှဖြစ်ဘူးပေါ့နော်ကိုရှိန်မှာလည်းရိုက်ဖူးသားရှိတယ်တော်ပြီးသားအင်းဆေးပေါ့အစိတ်ကိုအဲ့ဒါလေးမတွေးနဲ့အမတခြားမင်းမီလို့ဟိုစင်းပေါ်မှာလည်းအဲ့လိုလည်းဖြစ်မနေဘူးပေါ့နော်အလုံးအပေးကြီးမြများတတားနဲ့လှုပ်သွားမှာဘာမှမကြောက်နဲ့ဆိုရင်လည်းလို့ပြောပါတယ်အဲဟုတ်ဟောဒီအငိမ့်အနုပညာနဲ့ပေါ့နော်ဒီရုပ်ရှင်နဲ့ကြတော့ တူတယ်ဆိုပေမဲ့တူစရာရောင်လည်းတော့မတူဘူးပေါ့နော်ဟိုအငိမ့်မှာအငိမ့်လို့ဘာလို့ပြက်ဆက်တုံးဆိုလို့ရှိရင်လည်းကိုအများကြီးအကျင့်ဖန်များစွာတီးလုံးတိုက်ပြီးတော့မှတကယ်ခွင်ထဲမှာကာဒါပေမဲ့အငိမ့်ကလည်းခက်တယ်ပြက်ဆက်ကလည်းခက်တယ်ရုပ်ရှင်ကလည်းခက်တယ်ခက်တာချင်းကတော့တမျိုးစီမတူချားနာပါဘူးပညာရက်တွေအားလုံးကတော့ဘယ်ပညာမှအလွယ်တကူမရှိဘူးပေါ့နော် ဝင်ပြေထုံးရဲ့ပြိတ္တတွေကတော့ဝင်ပြေထုံးအငင်းကရင်လည်းချစ်တယ်ပေါ့နော်ရွှေရှင်ရရင်လည်းချစ်တယ်သူတို့အရင်ကတည်းကသူတို့ချစ်တဲ့အငင်းမိနမိတယောက်ကိုရွှေရှင်မိနမိဖြစ်လဲသူတို့ကမြင်စင်ကြတာပေါ့နော်အဲ့အတွက်ကြောင့်တော့ဘာပဲလို့လို့အားပေးကြပါရဲ့ရှင်ဟုတ်ကဲဒါကတော့ရိုက်ပြီးမှပဲဒီမှာပေါ့နော်ကိုလုံနိုင်ရင်လုံနိုင်တော့ကကိုအတွက်နေရာရတဲ့ကောင်ပါဟုတ်တကယ်တမ်းကဟိုကိကအရင်ကောင်းတဲ့သူတွေမှမပေါ့ ကန်ရမ်းကောင်းတဲ့သူတွေပါမပါဘူးဆိုတော့ဒီဇာကဖြစ်ဖို့အတွက်ကိုအချောင်းအမျိုးမျိုးကြောင့်ကိုစောင့်ခဲ့ရတာ၄နှစ်ရှိသွားပြီပေါ့နော်အခုအတိဆုံးပါနော်ဒီကားကိုရိုက်မယ်ရိုက်မယ်နဲ့မရိုက်ခင်ကလေးကပြောနေတာဆိုတော့လေအခုကဒီနေ့မှတော့ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေကဒါစတင်ပြီးတော့အကောင့်ထဲပေါ်ပြီပေါ့နော်ခြေလန်းစာလန်းနေပြီပေါ့ရှင် အဲအဘိစကားတွေပြောရဲဆိုအကူလူကလည်းဒါတရုတ်ဆောင်အစ်စ်တယောက်အနေနဲ့ဟိုဒီဇက်ကိုကိုလက်ခံပြီးတော့ရိုက်ကူးပေးတဲ့အတွက်ကိုကဲတကယ်ကိုကျေးဇူးအများကြီးတင်တာပါဟိုဒီအနုပညာရှင်ကြီးတွေကမှလက်တွဲမခေါ်လို့ရှင်အစ်စ်တွေဆိုတာလည်းဖြစ်မလာသလိုအောင်မြင်တဲ့အနုပညာရှင်တွေဆိုတာလည်းပေါ်လာမှာမဟုတ်ဘူးเนาะအဲ့တော့အကူရောအမရောကအစ်စ်တွေကနေလာခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အစ်စ်တွေကိုနားလည်ပေးပြီးတော့လက်တွဲခေါ်ပေးတဲ့အတွက်တကယ်ကျေးဇူးအများကြီးတင်တာပါ ဟိုကပေါ့သူများတွေပြောရဲပေါ့နော်မော်ရုပ်ရှင်ထုတ်လို့ရေးကလည်းဝင်းပြေထုံထုတ်လို့ရေးပေါ့နော်အော်ကိုထုတ်ပြီးတော့ကိုကိုကားကိုရိုက်တာလားပေါ့အဲ့လိုသဘောမျိုးတော့မဟုတ်ပါဘူးကိုထုတ်ပြီးတော့ကိုကားမှာကိုမင်းသမီးလည်းမဟုတ်ပါဘူးဒီကံတော့အဓိကအဓိကတော့ကဲတီယုတ်ဆောင်ကောင်းချင်တာတီယုတ်ဆောင်ကောင်းတယောက်ဖြစ်ချင်တာပေါ့နော်ဟိုကိုကားကိုရိုက်ပြီးတော့ကိုမင်းသမီးလုပ်တယ်ဆိုတာမျိုးလည်းမဟုတ်ပါဘူးအဲနောက်ထပ် level ကြီးတော့မော်ရုပ်ရှင်ထုတ်လို့ရေးကနေပြီးတော့ထပ်ပြီးတော့ရိုက်မယ်ဇလန်တွေလည်းရှိတယ်ရုပ်ရှင်တွေလည်းရှိတယ်ကိုနဲ့လိုက်လို့အခါခွင့်သိရင်တော့တချို့ delay မှာပါမယ်ကားတိုင်းတော့လည်းမပါပါဘူးရှင် ပြရှင်အညိဘက်ကဟုတ်ဟုတ်အညိဘက်ကလည်းပဲမျောလင့်နေတာပေါ့နော်ပြင်ကပါပြင်ကပါလွမ်းလို့ဆိုတော့ပြစ်သက်တွေအတွက်ကကြတော့ key MRTB 4ကနေပြီးတော့ထုတ်လွှင့်มาပါရှင်ခီလိုမြန်မာနိုင်ငံပဏ္ဏရာចောင်းသားဟောင်းမြအသင်းကနေပြီးတော့အသင်းရဲ့ပွဲလေးလှုပ်ထားပါတယ်ရှင်ဒါကလည်းတွေ့တဲ့ခါကျရင်လည်း key ကြူပြောมาပါရှင်ဟုတ်အဲသူတို့ကတော့ဘာလို့လို့အကောင်းဆုံးလုပ်မယ်လို့တော့ကိုယ့်ရဲ့အငိမ့်ကိုချစ်တဲ့ပြည်သက်တွေကတော့ မျောလင့်ပြီးသားပါအငိမ့်မှာလဲကိုဒါမဲ့ဘယ်လိုပြောမလဲကိအကြောင်းကိုသိတဲ့သူတွေတကယ်အရင်ရင်းသိတဲ့သူတွေကသိပါတယ်ဘာဖြစ်ဘယ်အရာပဲဖြစ်ဖြစ်ဘယ်အလုပ်ကွယ်ဖြစ်ဖြစ်လှုပ်ပြီးကိုလက်ခံပြီးဆိုရင်တော့အကောင်းဆုံးကျူးစားပါတယ်โอเคคิโรมอยุชินทุโลยีก็နေပြီးတော့ပမအုံဆုံးရိုက်တယ်မတမ်းမရယုတ်ရှင်ဇက်ကားကြီးယုံတင်တဲ့ခါကြရင်လဲလာပြီးတော့အแกဖြတ်ပြီးတော့ကြည့်ရှုပေးပါဦးနောက်ထပ်ဇလန်ရယ်ယုတ်ရှင်နေယုံတင်တဲ့ခါကြရင်လဲကြည့်ပြီးတော့အားပေးပါဦးမိသားစုလိုပဲချစ်ပေးပါဦးလို့အချက်ပါရှင်